အလုံးမင်္ဂလာပါရှင်ခူချေစု channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်เนาะဒီနေ့ video လေးကတော့ပဝါလေးတွေမထိုးတာကြလို့ဒီပဝါထိုးနည်းလေးကို မျှဝေပေးပါမယ်ဒီပဝါလေးကိုဆူမြန်ကထုံးစံအတိုင်းအင်အားတူးချီလေးကိုတုံးပြထားပါတယ်ဆူမြန်ထိုးထားတဲ့ size ဆိုရင်တစ်လုံးနဲ့တစ်ဝက်လောက်ကုန်ပါတယ်เนาะဒီထက် size နည်းနဲ့ကြီးပြီးထိုးမယ်ဆိုရင်တော့နှလုံးတီးတီးကုန်ပါမယ်အ size ကတော့1.25ပါเนาะ အခုစမြတ်ပြောသွားတဲ့ခြေလုံးနဲ့ကုန်ကျန်းတွေမှာယူအားပေးခြင်းနဲ့ဆိုရင်တော့စမြတ်ရဲ့ကိုကျေစုဟမေရှော့ဖိတ်မှာမှာယူအားပေးလို့ရပါတယ်နော်။ထိုင်းပင်နေရာမစိုးပို့ပါတယ်။ Okay ဒါဆိုရင်စမြတ်တို့ဒီဘဝလေးကိုဒီဖက်တန်လေးကိုဘယ်လိုထိုးမလဲဆိုတာလေးကိုစာလိုက်ကြရအောင်နော်။စမတို့ဒီလိုမျိုးဖို့မီကိုဗနဲ့ချက်ဆိုတာမရေဘဲနဲ့အရှိကြီးထိုးသွားပါเนาะဒါကကြတော့အဝါရောင်လေးရစမနမူနာထိုးပြမလို့ပါဒါပေမဲ့တကယ်တကယ် ထိုးထားတဲ့ခြေအားကြတော့ဆင်းရထိုးထားတဲ့ပဝါကြတော့အင်အား2ကို aside 1.25ကိုသုံးပြပြီးထိုးထားတယ်နော်ဒါလေးကနမူနာထိုးပြမှာပါကိုလိုချင်တဲ့လောက်ရှီကို ထိုးထားပြီးပြီဆိုရင်ဆွေမျက်နှုတ်ကဒီခြီထွက်နေတဲ့ပေါက်မှာခြီထွက်နေတဲ့ပေါက်မှာစထိုးမယ်နော်ဒီခြီထွက်နေတဲ့ပေါက်မှာစထိုးမယ်ဆိုရင်ဖို့မီ1 2 3သုံးထိုးပြီးပြီဆိုရင် ခုနကမှတ်ထားတဲ့နေရာလေးမှာတိုင်ရှိထောင်းမယ်တဒိုင်းပြီးတော့သူ့ရဲ့နဘေးကပေါက်มาလဲတဒိုင်းသူ့ရဲ့နဘေးကပေါက်มาလဲတဒိုင်းနောက်ထပ်သူ့ရဲ့နဘေးကပေါက်มาလဲတဒိုင်းဒါမျိုး၅တိုင်း ဖွင့်မီလေးကိုပါရေးမယ်ဆိုရင်1 2 3 4 5 5ခုဖြစ်သွားတာပေါ့နော်5ခုဖြစ်သွားပြီဆိုရင်ဒီနေရာမှာဖွင့်မီ3ခါထိုးမယ်ဖွင့်မီ3ခါထိုးပြီးပြီဆိုရင်သူ့ရဲ့ pattern ထဲမှာကြတော့အောက်မှာ4ခုခြံခိုင်းတယ်နော်ဒီမှာ1 2 3 4 4ခုခြံခိုင်းနေဆိုပေမဲ့ဆုမက5ခုလောက်ခြံလိုက်တယ်။နည်းနည်းလေးအောက်ပဝါထိုးလို့ရှိရင်တော်တော်များများအောက်ကကျောက်သွားတာဖြစ်တဲ့အတွက်လေဒါမျိုး ိုင်းတတိုင်းထောင်းမယ်နော်ပြီးလို့ရှိရင်နောက်ထပ်ဒီပေါက်ထဲမှာပဲတိုင်းတတိုင်းထပ်ထောင်းမယ်ဖော်မီတစ်ချက်ချမယ်ပြီးလို့ရှိရင်နောက်တစ်ပေါက်မှာယူလိုက်မယ်နော်နောက်တစ်ပေါက်မှာဒါမျိုးတိုင်းတတိုင်းထောင်းမယ်ဆမေကသူ့ရဲ့ဖက်တန်လေးကိုနင်းငယ်တော့ပြင်ပြီးထိုးထားတယ်เนาะ ေါ်ဝါထိုးပြီးဟေးဆိုရင်ဆွေမတို့ကအောက်ကကျုပ်ပြီးတော့ပေါ်ဝါတက်တက်ကားနေလို့လေအောက်ကိုနည်းနည်းလေးဒီလိုယူထားတယ်တကယ်ကြတော့သူ့ဖက်တန်ထဲမှာ၄ခုပဲချားခိုင်းတာနော်ဆွေမက၅ခုချားထားတယ်ဒါမျိုးရမယ်ဒါမျိုးရမယ်ဆိုရင်ဒီမှာဖော့မီ၃ခါပြန်ထိုးမယ်ပြီးလို့ရှိရင်အောက်မှာ1 2 3 4 4ခုချားရင်လည်းချားပါနော်ဆွေမြက်က5ခုချားပြီးထိုးမယ်6ပေါက်မြောက်မှာထိုးမယ် တိုင်ရှိထိုးမယ်တပေါက်မှာတတိုင်းနဲ့တင့်နှင့်သုံးလေးငါချောက် တပေါက်မှာတစ်ချက်နဲ့တိုင်ရှိခုနှစ်တိုင်ထိုးလိုက်တယ်ဒါမျိုးလေးရမယ်ဒီပုံစံလေးရမယ်เนาะဒါဆိုရင်တကွဲစာရပြီနောက်ထပ်ဆွေမျိုးတို့နှစ်ကွဲစာထိုးမယ်ဆိုရင်ဖော်မြေ၃ချက်ထိုးမယ်ပြီးလို့ရှိရင်ဒီမှာအောက်မှာ1 2 3 4 4ပောက်ပဲချရင်ချပါเนาะပြီးတော့ဒီမှာတိုင်ရှိနှစ်တိုင်ထိုးမယ် ဖော်မီတစ်ချက်ချမယ်ပြီးတော့သူ့ရဲ့နဘေးကပေါက်လေးမှာပဲတိုင်ရှိနှစ်တိုင်ထိုးမယ်ဒါမျိုးပြီးတော့ဖော်မီ3ခါထိုးမယ်ပြီးရင်ဒီမှာအောက်မှာ1 2 3 4 4ပေါက်ကြော်ပြီးတော့5ပေါက်မြောက်မှာတိုင်ရှိတစ်ပေါက်မှာတစ်ချက်နဲ့9တိုင်ပြန်ထောင်သွားမယ် โอเคဒါဆိုရင်ကိုလိုချင်တဲ့အကွက်လောက်ရအောင်ထိုးသွားမယ်ဆွေမြပြပေးမယ်เนาะဒါနမူနာထိုးတာဖြစ်တဲ့အတွက်ဆွေမြ3ကွက်လောက်တော့ထိုးပြမယ်เนาะဒီနှစ်နှစ်ကွက်ရပြီโอเคเนาะဒီမှာဆွေမြနမူနာထိုးပြသွားတယ်ဒီလိုဒီလိုဒီလိုထိုး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 တကယ်လို့နောက်ဆုံးမှာကိုကโอเคဒီ site ပဲယူမယ်ဆုံးတတ်တော့မယ်ဆိုရင်ဒီမှာ9တိုင်ပဲထိုးတော့တယ်1 2 5 ီလို့ရှိရင်ဒီနေရာမှာပုံနေတဲ့ဖွံ့မြေကိုကြာတော့ဆွေမတို့ကဒီလိုလေးညှက်ပြလိုက်လို့ရတယ်နော်ညှက်ပြပြီးလို့ရှိရင်ဆလေးတွေကိုသိမ်းလိုက်လို့ရတယ်အဲ့ဒါကြောင့်ဖွံ့မြေကဘယ်နှခုဘယ်နှခုဆိုတာမရေတော့ဘူးပဝါတွေထိုးလို့ရှိရင်နော်ဒါမျိုးလေးဒါဆိုရင်ဆွေမတို့ရဲ့နံပါတ်1အဆင့်ပြီးပါပြီနော်ဒါမျိုးလေးရမယ်အစပြလိုက်မယ်နံပါတ်2ကိုတက်မယ်နံပါတ်2ကိုတက်ဖို့အတွက်ဖွံ့မြေ3ချက်ထိုးမယ် သုံးချက်ထိုးပြီးလို့ရှိရင်ဒီဖက်ကိုပြန်လှဲ့မယ်ဖော့မီသုံးချက်ကတတိုင်းပြီးတော့ဒီအောက်မှာ၅တိုင်းဆိုတော့သူ့ကို၅တိုင်းပဲထိုးမယ်၅တိုင်းဆိုရင်ဖော့မီသုံးချက်ကတတိုင်းဆိုရင်၂တိုင်းရပြီတပေါက်မှာတစ်ချက်နော်၃တိုင်းရပြီ၄တိုင်းရပြီနော်၅တိုင်းရပြီ ငားတိုင်ရပြီဆိုရင်ဖော်မီ၃ချက်ထိုးမယ်ပြီးလို့ရှိရင်ဒီဆွမဲတို့ဖော်မီတစ်ချက်ချထားတဲ့ပောက်ထဲမှာတိုင်ရှိ၃တိုင်ထိုးမယ်တတိုင်သေချာလေးကြည့်ပေးပါနော်ဆွမဲတကွက်ပဲထိုးပြမှာမို့လို့၂တိုင်၃တိုင်၃တိုင်ထိုးပြီးပြီဆိုရင်ဖော်မီ၃ချက်ချမယ်ပြီးလို့ရှိရင်ဒီပေါက်ထဲမှာပဲတိုင်ရှိ၃တိုင်ပြန်ထိုးမယ် တတိုင်းနှစ်တိုင်းသုံးတိုင်းဒါမျိုးเนาะဒါမျိုးရမယ်ပြီးလို့ရှိရင်ဒီမှာဖော့မြီသုံးခါပြန်ထိုးမယ်ပြီးလို့ရှိရင်ဒီမှာအကုန်လုံး2 4 2 4 6 9 9တိုင်ရှိတာကိုဆွေမြတ်တို့6တိုင်ပဲထိုးမယ်ဒီကနေစမယ်6 9 9 တတ်တိုင်နှစ်တိုင်သုံးတိုင်လေးတိုင်ငါးတိုင်6တိုင်6တိုင်ပဲထိုးမယ်เนาะတတိုင်ကြံတန်ကိုထားခဲ့မယ်ပြီးလို့ရှိရင်ဖော့မြေ၃ခါထိုးမယ်ပြီးရင်ဒီမှာထိုးသွားမယ် ဖွင့်ပြီးသုံးခါထိုးပြီးပြီဆိုရင်ဒီနေရာမှာဒီပုံစံတိုင်းထိုးမယ်ဒီပုံစံထိုးပြီးပြီဆိုရင်ဖွင့်ပြီးသုံးခါဒီမှာ6 9ခုရှိတဲ့နေရာမှာ6ခုပဲထိုးမယ်ဒီပုံစံနဲ့ဟိုဘက်ဆုံးကိုရောက်တဲ့အထိထိုးသွားပါနော်โอเคเนาะဒီမှာဆုမြတ်ပြောတဲ့အတိုင်းထိုးလာတယ်เนาะတကွဲ short သွားတယ်เนาะဒီနေရာတွင်အဆုံးကိုရောက်ပြီဆိုရင်1 2 3 4ဆုံးမှာကြတော့9ခုပဲเนาะဒီတန်းမှာ လေးခုရပြီဆိုရင်ဒီနဘေးကြဆုံနေရလေးမှာလည်းတတိုင်းထောင်ပေးပါနော်အဲ့ဒါမှဆွေမတို့ရဲ့ပဝါလေးကတက်တက်တက်မှာဒါမျိုးဒါမျိုးလေးဖြစ်မယ်နော်ဒီမှာဒါဆိုနံပါတ်1အတန်းပြီးပြီးဒီလိုပုံစံနဲ့သွားတယ်နံပါတ်1မှာနံပါတ်3ကိုတက်ဖို့အတွက်ဖို့မီ3ချက်ထိုးမယ်ပြီးလို့ရှိရင်ပြန်လှည့်မယ်ပြန်လှည့်ပြီးပြီးဆိုရင်ဒီမှာ9တိုင်းကိုကြတော့ဆွေမတို့က4တိုင်းပဲလုပ်တော့မယ် တေချာလေးမှတ်ပေးပါနော်ဒီနေရာလေးတွေပဲမှတ်ရတာမို့လို့ဖော့မီယာတစ်ချက်နဲ့ဆိုရင်တတိုင်းနှစ်တိုင်းရပြီသုံးတိုင်းရပြီလေးတိုင်းဒီတန်းမှာသူ့ကိုလေးတိုင်းပဲထိုးတော့မယ်တတိုင်းလျှော့လိုက်ပြီနော်ငါးငါးလေးဖြစ်သွားပြီပြီးတော့ဖော့မီသုံးခါထိုးမယ်ဒီလိုရှိရင်ဒီပေါက်ထဲမှာတိုင်ရှိ၄တိုင်ထိုးမယ် တတိုင်းနှစ်တိုင်းသုံးတိုင်းလေးတိုင်းတိုင်ရှိ၄တိုင်ထိုးပြီးပြီဆိုရင်ဖော်မြည်၄ချက်ထိုးမယ်။ဒီဖော်မြည်လေးတွေတိုင်လေးတွေမှန်ရတယ်เนาะပြီးလို့ရှိရင်ဒီပေါက်ထဲမှာပဲတိုင်ရှိ၄တိုင်ထပ်ထိုးမယ်။၁၂၃၄ နှစ်သုံးလေးဒါမျိုးဖြည်းဖြည်းဖြည်းကြီးသွားတယ်နော်ပြီးလို့ရှိရင်ဖော်မီ၃ခထိုးမယ်သုံးခါထိုးပြီးပြီဆိုရင်ဒီမှာ2 4 6ခုရှိတာကိုကြတော့ဆွေမတို့က1 2 3 4 5 5တိုင်ထိုးပြီးတတိုင်းခြံခဲ့မယ်။လယ်အားဟာကိုကြတော့ဆွေမတို့ကတဖြည်းဖြည်းငယ်သွားတာเนาะ။ နှစ်တန်ရပြီသုံးတန်ရပြီလေးတန်ရပြီငါးတန်ဒါမျိုးပြီးရင်ဖွင့်ပြီးသုံးခါထိုးပြီးလို့ရှိရင်ဆွမဲ့ပြပေးတဲ့အတိုင်းပဲပြန်ထိုးသွားမယ်ဖွင့်ပြီးသုံးဒီနားကိုကြတော့ဒီပုံစံ ဖွင့်ပြီးတော့ဒီမှာ6ကိုကြတော့9ပဲကြံအောင်လို့အဆုံးထိရအောင်ထိုးသွားပါနော်။ Okay เนาะဒီနံပါတ်3တန်းမှာဆွေမြထိုးလာတယ်ထိုးလာလို့ဒီအဆုံးကိုရောက်ပြီဆိုရင်ဒီမှာကြတော့ဆွေမြတို့ကအောက်မှာ9ဆိုရင်4ပဲထိုးရတော့မယ်เนาะဒါဆိုရင်ဒီမှာတပေါက်ခြံခဲ့ပြီဒီကနေစထိုးမယ်။1 2 3 4 5 း၃၃ပြီးလို့ရှိရင်နဘေးကြဆုံးဖွံ့မြည်ရဲ့ထိတ်လေးမှာ၄ဒါမျိုးရမယ်နော်ဒါဆိုရင်စုမြတ်တို့ရဲ့နံပါတ်၃တန်းမြောက်လေးပြီးပြီးဒီလိုလေးနံပါတ်၃ပြီးလို့နံပါတ်၄ကိုတက်မယ်ဆိုရင်ဖွံ့မြည်၃ချက်တက်ပြီးပြန်လှည့်မယ်ပြန်လှည့်ပြီးလို့ရှိရင်ဒီမှာ၄ခုရှိနေတာကို၃ခုပဲလောက်တော့မယ်ဒါတဒိုင်ရပြီဆိုရင်၂တိုင်နောက်တဒိုင်၃တိုင် သုံးနိုင်ပဲထိုးတော့မယ်နော်သုံးနိုင်ထိုးပြီးပြီဆိုရင်ဖော်မြေသုံးချက်ထိုးမယ်ပြီးလို့ရှိရင်ဒီပေါက်ထဲမှာ၄တိုင်ထိုးမယ်တိုင်ရှိတတိုင်းသေချာလေးကြည့်ပေးပါနော်ဗီဒီယိုရှိမှာဆိုလို့ဆုမြတ်ကတကွက်တကွက်ထိုးထိုးမှာမို့လို့သုံးတိုင်၄တိုင်ဒါမျိုး၄တိုင်ရပြီဆိုရင်ဖော်မြေ၄ခါထိုးမယ် ဖော်မီလေးခါထိုးပြီးပြီဆိုရင်ဒီပေါက်ထဲမှာတိုင်ဒိုနဲ့ဆင်းချိတ်မယ်เนาะပြီးရင်ဖော်မီလေးခါပြန်ထိုးမယ်ပြီးလို့ရှိရင်ဒီပေါက်ထဲမှာပဲတိုင်ရှိလေးတိုင်ထိုးမယ်တက်နှစ်တော့လေအဲ့ဒါဆိုရင်ဒီလိုလေးရမယ် နော်ဒါမျိုးရမယ်ဆိုရင်ဖော်မီ၃ချက်ထိုးမယ်ပြီးလို့ရှိရင်ဒီမှာနှင်းဒီ1 2 3 4 5ခုရှိနေတာကို4ခုပဲထိုးတော့မယ်အစကနေထိုးမယ်နောက်ဆုံးတစ်ပေါက်ကိုခြံခဲ့မယ်1 2 3 4 5 လေးဒါမျိုးဒီတန်းမှာဒီပုံစံနဲ့သွားမယ်ပြီးလို့ရှိရင်ဖော်မီ3ထိုးမယ်ဖော်မီ3ထိုးပြီးပြီဆိုရင်ဖော်မီ3ထိုးပြီးပြီဆိုရင်ဒီနေရာမှာဒီပုံစံထိုးမယ်เนาะဒီလိုထိုးပြီးလို့ရှိရင်ဖော်မီ3ဒီမှာ၅ခုကို၄ခုကြံအောင်လုပ်မယ်ဒီပုံနဲ့ဆုံးကိုရအောင်ထိုးသွားပါเนาะ ဟုတ်ကဲ့နော်ဒီမှာဆွေမပြောသလိုနံပါတ်၄မှာလည်းပဲဒီပုံစံနဲ့ထိုးလာလိုက်တယ်နော်ထိုးလာလိုက်တဲ့ဆိုရင်အဆုံးကိုရောက်ပြီဆိုရင်ဒီမှာ၄တိုင်ဖြစ်နေတာကိုတစ်ပေါက်ကြိုပြီး၃ဖြစ်အောင်လုပ်မယ်ဒီဘက်ကစတာနဲ့တူတူဖြစ်အောင်လုပ်ရတာမဟုတ်လို့နော်ဒီမှာ၃ဆိုရင်ဒီဘက်မှာလည်း၃ပေါ့ဒါမျိုးလေးဒါဆိုရင်ဆွေမတို့ရဲ့နံပါတ်၄အတန်းလေးပြီးပြီနော် နံပါတ်၄တန်းပြီးပြီဆိုရင်နံပါတ်၅ကိုတက်မယ်။နံပါတ်၅ကိုတက်ဖို့အတွက်ဖော်မီ၃ချက်ထိုးမယ်။ပြီးလို့ရှိရင်ပြန်လှည့်မယ်။ပြန်လှည့်ပြီးပြီဆိုရင်ဒီမှာ၃ဆိုရင်2ပဲယူတော့မယ်ဒီတန်းမှာတတိုင်းပဲထိုးတော့မယ်။ဒါဆိုရင်ဒီမှာ1နှစ်ရပြီနော်ဖော်မီ၃ချက်ထိုးမယ်။ပြီးလို့ရှိရင်ဒီမှာဒီဆွေမျိုးဖော်မီ၄ခါထိုးပြီးချိတ်ထားတဲ့ပေါက်ထဲမှာ ဒီပေါက်ထဲမှာเนาะဒီပေါက်ထဲမှာတိုင်ရှိ၄တိုင်ဝင်ထိုးမယ်တတိုင်နှစ်တိုင်သုံးတိုင်၄တိုင်เนาะဒီမှာတိုင်ရှိ၄တိုင်ဝင်ထိုးပြီးပြီဆိုရင်ဖွင့်ပြီး၄ချက်ထိုးမယ်ဖွင့်ပြီး၄ချက်ထိုးပြီးပြီဆိုရင်အစမတို့ဒီပေါက်ထဲမှာပဲ တိုင်တူနဲ့ပြန်ဆင်းချိတ်မယ်နော်သေချာကြည့်ပေးပါနော်ပြီးရင်ဖွင့်မီ1 2 3 4ဖွင့်မီ၄တိုင်ထိုးအဲ၄ခုထိုးပြီးပြီဆိုရင်ဒီနောက်ထပ်ပေါက်မှာသူ့ရဲ့နဘေးကပေါက်မှာတိုင်တူနဲ့သွားချိတ်မယ်ပြီးရင်ဖွင့်မီ၄ခါပြန်ထိုးမယ်ပြီးရင်ဒီပေါက်ထဲမှာပဲတိုင်ရှိ၄တိုင်ပြန်ထိုးမယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 174 175 176 177 178 169 180 171 172 173 174 175 156 167 168 169 170 171 172 3လေးဒါဆိုရင်ဆွေမျိုးတို့ရဲ့ဟာလေးကဒီလိုပုံလေးဖြစ်သွားမယ်ဂွင်းလေးတွေ1 2 3ဂွင်းရသွားတဲ့သဘောပေါ့နော်ဒါမျိုးလေးဖြစ်သွားမယ်ပြီးလို့ရှိရင်ဒီမှာဖွံ့မြေ3ချက်ထိုးမယ်ပြီးရင်ဒီမှာ၄ခုရှိနေတာကို3တိုင်ပဲထိုးတော့မယ်အစအနေထိုးမယ်1 2 3 သုံးเนาะပြီးရင်ဖွင့်ပြီးသုံးချက်ထိုးမယ်သုံးချက်ထိုးပြီးပြီဆိုရင်အခုစမြတ်ပြသလိုမျိုးပဲထိုးသွားတော့မယ်သူကကြတော့တဖြည်းဖြည်းနဲ့ပြဲ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 လာမယ်เนาะဒါကကြတော့သေးလာမယ်ဖွင့်ပြီးသုံးထိုးပြီးပြီဆိုရင်ဒီနေရာမှာအခုစမြတ်ထိုးပြတဲ့ပုံစံထိုးမယ်ထိုးသွားပါเนาะဒီအဆုံးကိုရောက်ရင် ပြန်ကြည့်မယ်เนาะโอเคเนาะဒီမှာဆုမြတ်ထိုးလိုက်တာပြီးသွားပြီเนาะ 5တန်းမြောက်မှာဒီပုံလေးရပါပြီဒါဆိုရင်6တန်းမြောက်ကိုသွားမယ်6တန်းမြောက်ဒီမှာနှိပ်ပဲထိုးလိုက်တယ်เนาะဒီနေရာလေးကိုဆွမျက်မပြတော့ဘူးဆုံးလေးကိုပြီးတော့ဖော်မြေ3ချက်ထိုးပြီးတော့ပြန်လှည့်မယ်ပြန်လှည့်ပြီးတော့ဒီမှာကျတော့နှိနှိနဲ့ပဲသွားတော့မယ်မသေးတော့ဘူးเนาะသူ့လေနှိထိုးမယ်တိထိုးမယ်တိဆိုရင်ဒီမှာတိနှိနှိဖြစ်သွားပြီဒါပေမဲ့ဖော်မြေ3နေရာမှာဖော်မြေကိုတစ်ချက်လျှော့ပေးမယ်တစ်ချက်ပဲထိုးတော့မယ် ြီးတော့ဒီပေါက်မှာတိုင်ရှိ၄တိုင်လာထိုးမယ်ဒ1 2 3 4တိုင်ရှိ၄တိုင်ထိုးပြီးပြီဆိုရင်ဖော်မီ၄ခါထိုးမယ်ပြီးတော့ဒီတိုင်ရှိ၄တိုင်ထိုးထားတဲ့ပောက်ထဲမှာပဲတိုင်တို့နဲ့ပြန်ချိတ်တယ် ပြီးတော့ဖော်မီ၄ခါထပ်ထိုးမယ်ပြီးတော့နောက်တစ်ပေါက်မှာနောက်တစ်ပေါက်မှာတိုင်တူနဲ့သွားချိတ်မယ်ပြီးတော့ဖော်မီ၄ခါပြန်ထိုးမယ်နောက်တစ်ပေါက်မှာနောက်တစ်ပေါက်မှာတိုင်တူနဲ့သွားချိတ်မယ်ပြီးတော့ဖော်မီ၄ခါပြန်ထိုးပြီးတော့ဒီအခုချိတ်ထားတဲ့ပေါက်ထဲမှာပဲတိုင်ရှိ၄တိုင်ထပ်ထိုးတယ်တိ နှစ်သုံးလေးဒါမျိုးလေးရတယ်ဒါဆိုရင်ဒီမှာဆူမြတို့ရဲ့ဖို့မီပောက်လေးတွေက1 2 3 4ခုဖြစ်သွားမယ်ဒါမျိုးလေးဖြစ်သွားမယ်ပေါ့နော်ဒီလိုလေးဒါဆိုရင်ဒီနေရာမှာကြတော့ဖော်မီတစ်ချက်ပဲထိုးတော့မယ်ပြီးရင်ဒီမှာ၃ခုရှိနေတာကို၂ခုကြံအောင်လုပ်မယ် တစ်တိုင်းနှစ်တိုင်းပြီးတော့ဖွင့်ပြီးတစ်ချက်ထိုးမယ်ပြီးရင်တစ်ခါတည်းဒီမှာဝင်ထိုးလိုက်တော့မယ်နော်ဒီပုံစံနဲ့ပြန်သွားပါမယ်အခုဒီပုံစံနဲ့ဒီနေရာမှာထိုးမယ်ဖွံ့ပြီးတစ်ချက်ထိုးပြီးပုံဖြစ်နေတာကိုနှင်းလုံးမယ်เนาะ ဒါမျိုးပုံစံလေးနဲ့အဆုံးထိရအောင် ပြန်ထိုးလာပါเนาะ Okay เนาะဒီမှာဆမက်ပြောတဲ့အတိုင်းနံပါတ်6တန်းကိုထိုးလာတာဒီပုံစံရပြီเนาะဒီမှာနှင်းနဲ့ပဲဆုံးသက်တယ်เนาะဒါဆိုရင်နံပါတ်9တန်းကိုတက်မယ်နံပါတ်9တန်းကိုလည်းပဲဖော်မြေ3ချက်ထိုးပြီးလို့ရှိရင်ပြန်လှည့်မယ်ပြန်လှည့်ပြီးပြီဆိုရင်ဒီနရတဒိုင်ထပ်ထိုးမယ်เนาะ ဒါမျိုးနှင်းနဲ့ပဲသွားမယ်ပြီးတော့လဲဒီမှာဖော့မီတစ်ချက်ပဲသွားမယ်ပုံမှန်တိုင်းပဲဒီနေရာမှာတိုင်းရှိလေးတိုင်းဝင်ထိုးအောင်မယ်ဆွေမျိုးတို့သူ့ကိုတစ်ခါပွားအောင်မယ်ပေါ့အဓိပ္ပာယ်ကတိုင်းရှိလေးတိုင်းဝင်ထိုးမယ်ပြီးလို့ရှိရင်ပုံမှန်တိုင်းအောက်အောက်ကထိုးပြတဲ့တန်းလိုမျိုးပဲဖော့မီလေးချက်ထိုးမယ်ဒီတိုင်းရှိထိုးထားတဲ့ပေါက်ထဲမှာပဲတိုင်တုံနဲ့ဝင်ချိတ်မယ် ဖော်မီလေးခါထိုးမယ်ပြီးတော့နောက်တစ်ပေါက်မှာတိုင်တူနဲ့ချိန်မယ်ဖော်မီလေးခါထိုးမယ်နောက်တစ်ပေါက်မှာတိုင်တူနဲ့ချိန်မယ်ဖော်မီလေးခါထိုးမယ်နောက်တစ်ပေါက်မှာတိုင်တူနဲ့ချိန်မယ်ဒါနောက်ဆုံးပေါက်ပေါ့နော် နောက်ဆုံးပေါက်မှာတိုင်တိုနဲ့ချိတ်ပြီးရင်လည်းဖော်မြေလေးခါထိုးပြီးလို့ရှိရင်ဒီနောက်ဆုံးပေါက်မှာပဲတိုင်ရှိလေးတိုင်ထပ်ထိုးတယ်။ဒီအောက်ကတန်းလိုမျိုးပဲနော်။လေးတိုင်ဒါဆိုရင်ဒီတန်းမှာစုစုပေါင်းဒီလိုမျိုးဖော်မြေအပေါက်လေးတွေတစ်ပေါက်၊နှစ်ပေါက်၊သုံးပေါက်၊လေးပေါက်၊ငါးပေါက်ရမယ်။ ပြီးတော့ဒီမှာဖော့မီတစ်ချက်ထိုးပြီးလို့ရှိရင်ဒီမှာနှစ်ကိုတစ်ပဲထိုးတော့မယ်ဒါမျိုးပြီးတော့ဖော့မီတစ်ချက်ထိုးဒီမှာစပြီးတော့ထိုးသွားမယ်ဒီလိုเนาะမမှားစင်နဲ့ဒီလိုပေါက်လေးတွေ၅ပေါက်ရှိရမယ်1 2 3 4 5ဒီပုံစံနဲ့ဒီအဆုံးကိုရအောင် ပြန်ထိုးလာပါเนาะ โอเคเนาะဒီမှာဆုမြတ်ပြောတဲ့အတိုင်းထိုးလာတာဒီပုံစံလေးရပြီ။ तू อ่ะတပြေးပြေးနဲ့ကားတက်လာတယ်เนาะဒီနားကိုကြာတော့ဆုသွားတယ်။ဒီပုံစံလေးရပြီเนาะ။ဒါဆိုရင်2 4 6 9 9တန်ပြီးပြီเนาะ8တန်မြောက်ကိုသွားမယ်။8တန်မြောက်ကိုသွားတဲ့ချိန်မှာကြာတော့ဒီတန်းမှာသေချာလေးကြည့်ပေးပါเนาะ။ဖွံ့မီ3ခါတက်မယ်။ပြီးလို့ရှိရင်ဒီမှာတပေါက်ထိုးလိုက်မယ်။ပြီးလို့ရှိရင်တခါတည်းဆုမြတ်တို့ ဖွင့်မီတွေမပါတော့ဘူးတခါတည်းဒီအမှန်ရင့်ပြီးလို့ရှိရင်ဒီပေါက်မှာတစ်ချက်ထိုးပြီးဒီလိုသိမ်းထားမယ်ဒီပေါက်မှာတစ်ချက်ထိုးပြီးတစ်ပေါက်တည်းမှာနော်ဒီလိုသိမ်းထားမယ်နှစ်ခုရပြီဆိုရင်စုပြီးတော့ချော်လိုက်မယ်နော်ဒီလိုလေးပြီးလို့ရှိရင်ဖွင့်မီ3ဖွင့်မီ3ထိုးပြီးပြီဆိုရင်အခုစုများတို့ထဲလိုက်တဲ့ပေါက်ထဲမှာပဲပြန်ပြီးတော့တိုင်တူနဲ့သွားချိတ်မယ် နောက်ထပ်ဖုံမီ3နောက်တစ်ပေါက်မှာတိုင်တိုနဲ့ချိန်မယ်နော်နှစ်ပေါက်ရပြီနော်ဒါဆိုရင်ဒီမှာဖုံမီနှစ်ချက်ထိုးမယ်ပြီးလို့ရှိရင်ဒီအလဲကြဆုံးပေါက်မှာတိုင်ရှိတစ်တိုင်ထောင်းမယ်အလဲမှာဖုံမီတစ်ချက်ချားမယ်ဒီပေါက်ထဲမှာတိုင်ရှိတတိုင်းပြန်ထိုးမယ်။ဒါဆိုရင်ဒီလိုလေးရမယ်။ ီနားဆုချော့ထားတယ်เนาะပြီးတော့ဒီမှာဖွံ့မီနှစ်ချက်ထိုးမယ်ပြီးရင်ဒီပေါက်မှာတိုင်တိုနဲ့အရင်ချိတ်မယ်ပြီးတော့ဖွံ့မီသုံးခါထိုးမယ်ပြီးရင်ဒီပေါက်မှာတိုင်တိုနဲ့ချိတ်မယ်ပြီးရင်ဖွံ့မီသုံးခါထိုးမယ်ပြီးလို့ရှိရင်ဒီပေါက်ထဲမှာပဲတိုင်ရှီကိုတစ်ခါချော့တိုင်ရှီကိုတခါချော့နှစ်ခါဖြစ်ပြီးဆိုရင်ဖြုံးမယ် ဖြုတ်ပြီးလို့ရှိရင်ဒီနေရာမှာဖော့မီတစ်ချက်ထိုးမယ်ပြီးတော့ဒီနေရာတွေကိုကြော်ပြီးတော့တခါတဲ့ဒီကိုလာမယ်ဒီကိုဒီလိုထိုးမယ်ဒီမှာတခါတဲ့စုပြီးတော့လာချော့တယ်နှစ်ပေါက်ဒါမျိုးနော်ဒီပုံစံဒါဆိုရင်ဒီလိုလေးဖြစ်သွားမယ်တေချာလေးပြန်ကြည့်ပါနော်ဆွမြတ်ပြန်လုပ်ပြပေးမယ်ဒီလိုမျိုးစုချော့ပြီးပြီးဆိုရင်ဖော့မီ၃ခါနော်၃ခါထိုးပြီးရင်နံပါတ်၁ ဒီစုချော့ထားတဲ့ပောက်ထဲမှာပဲတိုင်ဒုံနဲ့ချိတ်တယ်ပြီးလို့ရှိရင်ဖော်မီ3ခါနောက်တစ်ပောက်မှာတိုင်ဒုံနဲ့ချိတ်တယ်ပုံသုံးနှစ်ခါထိုးပြီးရင်ဖော်မီ2ချက်ထိုးတယ်ပြီးတော့အလဲကြဆုံးပောက်ကိုရောက်တဲ့ချိန်မှာကြတော့တိုင်ရှိတတိုင်းထိုးပြီးတော့အလဲမှာဖော်မီတစ်ချက်ချားတယ်ပြီးတော့တိုင်ရှိတတိုင်းထပ်ထောင်တယ်အဲ့လိုမျိုးပြီးတော့ဖော်မီ2ချက်ထိုးတယ်ဒီမှာတိုင်ဒုံနဲ့ချိတ်တယ် ပြီးရင်ဖွံ့ဖြိုး၃ခါထပ်ထိုးတယ်။နောက်တစ်ပေါက်မှာတိုင်တိုနဲ့ချိတ်တယ်။ပြီးတော့ဖွံ့ဖြိုး၃ခါပြီးတော့ဒီမှာစုချော့မယ်။စုချော့ပြီးလို့ရှိရင်တခါတည်းကူးမယ်။ထိုးသွားရင်တော့သဘောပေါက်သွားလိမ့်မယ်နော်။ဒီစုချော့မယ်။စုချော့ပြီးရင်လယ်မှာဖွံ့ဖြိုးတစ်ချက်ထိုးပြီးတော့ဒီနေရာကိုကြော်ပြီးတော့ဒီဘက်ကိုတခါတည်းစုချော့ပါ။ဆုံးထိရအောင်ထိုးသွားပါနော်။ โอเคနောက်ဆုံးမြထိုးပြလာတဲ့အတိုင်းထိုးလာပြီပြီဆိုရင်ဒီနောက်ဆုံးမှာလဲပဲဆုမြတို့ဒီမှာစုချို့ပြီးတာ ਨੇ တခါတယ်တိုင်နှစ်တိုင်လာထောင်လိုက်တယ်เนาะဒီမှာတိုင်နှစ်တိုင်ထောင်လိုက်တယ်ဒါမျိုးလေးဒါဆိုရင်ဆုမြတို့ရဲ့ဖက်တန်ကပြီးပြီပြီးပြီဆိုပေမဲ့နောက်တစ်ခွက်ကိုစားဖို့အတွက်ပြပေးမယ်เนาะဒီလိုလေး ਨੇ ဆုံးသက်တယ် ဘဝတစ်ထဲလုံးကိုဒီ2 4 6ခွန်း8တန်းပေါ့နော်8တန်းထိုးရတယ်ဒါမျိုးလေး8တန်းပြီးသွားပြီဆိုရင်ဆွေမြတ်တို့ကဒီအောက်ဆုံးကပုံစံမျိုးကို ပြန်ထိုးရမယ်နော်ဒါဆိုရင်တိုင်တွေကိုတိုင်တွေကိုဘယ်လိုထောင်မလဲဆိုတော့ဒီနေရာမှာဆွေမြတ်တိုင်ပြန်ထောင်ပြပေးမယ်နော်8တန်းပြီးပြီ9တန်းမြောက်ကိုရောက်ပြီဆိုရင်နောက်တစ်ခွဲတစ်ပတ်ပြန်စမယ် ဒီမှာဖော့မီသုံးခါထိုးပြီးတော့ပြန်လှည့်မယ်ဖော့မီသုံးခါထိုးပြန်လှည့်ပြီးလို့ရှိရင်ဆွေမျိုးတို့အောက်မှာ9နဲ့စခဲ့တယ်နော်9ဒီမှာလဲ2ဒီရဒီမှာ9နဲ့စထားတယ်ဒါဆိုရင်ဒီမှာဖော့မီ3ခါထိုးပြီးပြီဆိုရင်ဒီနေရာမှာ1ရပြီเนาะ2ရပြီ1 2အဲ့လိုပဲတင့်တလို့လေးတိုင်လေးတွေထောင်းမယ်ဒီမှာ3ပြီးလို့ရှိရင်ဒီပေါက်ထဲမှာ 4ဒီပေါက်ထဲမှာပဲနောက်တစ်တိုင်းဆိုရင်5ဒါဆို5ရပြီเนาะ5ဒါမျိုးရမယ်ဒီအောက်ကနဲ့တူတူဖြစ်ပြီးအောက်မှာဖို့မြည်3ဆိုတော့ဆွမတို့ဖို့မြည်3ထိုးမယ်ဖို့မြည်3ထိုးပြီးပြီဆိုရင်ဒီမှာဆွမတို့တိုင်ရှိထောင်ထားတဲ့နေရာလေးမှာတိုင်နဲ့တိုင်ထိုးမယ်1 2เนาะ ဒီလိုရှိရင်ဖွမီတစ်ချက်ချမယ်ဒီအောက်ကတိုင်ပဲနော်ဖွမီတစ်ချက်ချပြီးလို့ရှိရင်ဒီပေါက်ထဲမှာတိုင်ရှိနှစ်တိုင်ထပ်ထိုးမယ်တစ်တိုင်နှစ်တိုင်ဒါဆိုရင်ဒီလိုလေးဖြစ်နေမယ်ဒီမှာငါဖွမီသုံးချက်ထိုးပြီးဒီမှာဒီလိုပြီးလို့ရှိရင်ဖွမီ သုံးထိုးမယ် ဖွင့်ပြီးသုံးထိုးပြီးပြီဆိုရင်ဆွေမြတ်တို့ဒီကနေစမယ်ဒီမှာခုနှစ်တိုင်ထိုးရမယ်ဆိုတော့ဒီလိုလေးလာကြည့်လို့ရှိရင်ဒီနားမှာအပေါက်လေးတစ်ပေါက်ရှိနေလိမ့်မယ်ဒီပေါက်ထဲမှာနှစ်တိုင်ထည့်မယ်နှိမ့်ရပြီเนาะဒီလိုရှိရင်ဒီတိုင်ထိတ်လေးမှာကစုချော့ထားတဲ့နေရာလေးမှာကတတိုင်ထည့်မယ်သုံးရပြီပြီးလို့ရှိရင်ဒီအလက်တက်တဲ့ဖွင့်ပြီးထိုးထားတဲ့နေရာလေးမှာကြတော့ တတိုင်ထဲမယ်ဆိုရင်၄ရပြီ၄ရပြီเนาะဒီလိုရှိရင်ဒီဟိုဒီဘက်ကစုချော့ထားတဲ့နေရာလေးမှာကြတော့တတိုင်ထဲမယ်ဆို၅ရပြီဒီလိုရှိရင်ဒီဒီ queen လေးပေါ့ထဲမှာကတတိုင်နောက်တတိုင်ဆိုရင်9ရပြီစုစုပေါင်း9ဖြစ်သွားမယ်ဒါမျိုးလေးဖြစ်သွားမယ်เนาะမြတ်ချီအကြီးနဲ့ထိုးပြတာ အမြင်သာထင်သာဆိုပေမဲ့ရှင်းရှင်းလင်းလင်းမြင်ရရဲ့လားတော့မသိဘူးเนาะတကယ်တကယ်ဆုမြတ်ထိုးတာကကြတော့အင်အားနဲ့ပဲထိုးတယ်ဆုမြတ်ကမြင်ရအောင်ဆိုပြီးတော့ကြီးနဲ့ထိုးပြတာ2 4 2 4 6ခွန်ဖြစ်သွားမယ်ပြီးတော့ဖော့မီ3ချက်ထိုးမယ်ဒီမှာထိုးမယ်ဒီလိုမျိုးဖော့မီ3ချက်ထိုးမယ်ပြီးတော့ဒီမှာ9တိုင်းရအောင်ထောင်းမယ်ဒီပုံစံနဲ့ထိုးသွားပါနော်โอเคเนาะဒီမှာ ဆင်မထိုးပြသလိုမျိုးဒီမှာ၅တိုင်ထောင်တယ်ဒီလိုပြီးတော့ခုနှစ်ဖော်မီ၃ချက်ဒီမှာဒီလိုဒီလိုဒီလိုထိုးသွားတယ်ဒီတန်းကဒီအောက်ဆုံးတန်းနဲ့တူတယ်เนาะအခုပြန်ပြီးတော့တိုင်ထောင်တဲ့နေရာလေးလွဲသွားတာပဲရှိတယ်ဒါမျိုးလေးဖြစ်သွားမယ်ဒါဆိုရင်နောက်တဒန်းကိုထိုးမယ်ဆိုရင်ဆင်မတို့ကဒီဒုတိယတန်းကိုကြည့်ရမယ်ဒီဒုတိယတန်းကို ထိုးသလိုမျိုး ထိုးရမယ်နောက်တဒန်းဆိုလဲဒီတန်း ပြန်ပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းပြန်ကူးသွားမယ်အဲ့လိုမျိုးเนาะ copy သွားမယ်နားမလည်ဘူးဆိုရင်ဒီဒုတိယတန်းကိုပြန်ကြည့်ပါအဲ့လိုမျိုးထိုးသွားမယ်เนาะဒါဆိုရင်ဒီပဝါ၄ကားကြတော့စုစုပေါင်းတွဲလိုက်မယ်ဆိုရင်ဖက်တန်းက၈ခုပဲရှိတယ်၈တန်းပဲရှိတယ်မှန်ရမှာလေ၈တန်းပြီးရင်အောက်ကနေပြန်စ၈တန်းပြီးရင်အောက်ကနေပြန်စထိုးသွားရမယ်เนาะဒါဆိုရင်စုမြတ်တို့ရဲ့ဖက်တန်းကွက်လေးကဒီလိုလေးဖြစ်သွားမယ်เนาะဒါလေး โอเคဒါဆိုရင်ဆူမြန်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်เนาะအလုံးအစီအပြေကြပါစီရှင်